ဒီနေ့မှာတော့ကျွန်တော်ကစာပါပရိသတ်ကြီးကို Thanksgiving နေ့ဖြစ်ပေါ်လာပုံအကြောင်းကိုပြန်လည်မျှဝေပေးမှာဖြစ်ပါတယ်။မြမစာပေစာပါပရိသတ်ကြီးအားလုံးပဲမင်္ဂလာပါခင်ဗျာ။ကျွန်တော်မြမစာပေ YouTube Channel နဲ့ Facebook Page ကနေပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့ကျွန်တော်စာပါပရိသတ်ကြီးကိုဘူဒ္ဓရာဇရာအကြောင်းအရာလေးတစ်ခုပြန်လည်မျှဝေပေးချင်ပါတယ်။အားလုံးသိကြတဲ့အတိုင်းပဲနှစ်တစ်နှစ်ရဲ့နိုဝင်ဘာလနဲ့ဒီဇင်ဘာလလိုမျိုးအချိန်တွေမှာဆိုလို့ရှိရင်နိုင်ငံတကာနေတူးနေမြတ်တွေရှိတာကို အားလုံးသိပြီးသားဖြစ်မှာပါကျွန်တော်တို့မြန်မာလူမျိုးတွေနဲ့အရန်ကိုရင်းနှီးကျွမ်းဝင်တဲ့နေ့လို့ပြောရမယ်ဆိုလို့ရှိရင်တော့ Christmas နေ့နဲ့ International New Year's နေ့ဆိုရင်မအားမဖြစ်ပါဘူးဒီလိုမျိုး November လလိုမျိုးအချိန်မှာဆိုလို့ရှိရင်တော့ Black Friday ကကျွန်တော်တို့မြန်မာနိုင်ငံကဈေးဝယ်တဲ့သူတွေကြိုက်တွေ့စေမဲ့နေ့အပိုင်းခြားတစ်ခုလည်းဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ Black Friday လိုမျိုးချိန်တွေမျိုးမှာဆိုလို့ရှိရင်ကုန်တိုက်တွေဈေးဝယ်စင်တာတွေကတစ်နှစ်လုံးမှာတစ်ခါမှမရနိုင်တဲ့ဈေးနှုန်းတွေနဲ့ discount ချပြီးတော့မှဈေးဝယ်သူတွေလက်ထက်ကိုသူတို့ရဲ့ product တွေရောင်းချပေးနေတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ဒါကြောင့်မို့လဲ Black Friday ဟာဈေးဝယ်ဝါသနာပါတဲ့သူတွေအတွက်တော့အရန်ကို popular ဖြစ်တဲ့နေ့တစ်နေ့ဖြစ်ပါတယ်။ဒီ Black Friday မတိုင်ခင်တရက်ကိုကြည့်မယ်ဆိုလို့ရှိရင်တော့အဲ့ဒီနေ့ဟာ Thanksgiving နေ့ပါ။ဒီ Thanksgiving နေ့မှာဆိုလို့ရှိရင်ကျွန်တော်တို့မြန်မာနိုင်ငံအနေနဲ့ဆိုလို့ရှိရင်တော့ culture မတူဘူး traditional မတူဘူး အဲ့ဒီထွက်ကြောင်းပေါ့တိတ်ပြီးတော့မှအလေးမထားမိဘူးဒါပေမဲ့အနောက်နိုင်ငံတွေဖြစ်တဲ့ဥရောပနိုင်ငံတွေနဲ့အမေရိကန်နိုင်ငံတို့တွေမှာဆိုလို့ရှိရင်တော့ Thanksgiving နေ့ဟာသူတို့အတွက်တကယ်ကိုအရေးပါတဲ့နေ့တစ်နေ့ဖြစ်ပါတယ်နိုင်ငံခြားစကားတွေကိုယဉ်ယဉ်မှုမှုကြိုက်တတ်တဲ့မြန်မာပြည်သက်တွေအနေနဲ့ဆိုလို့ရှိရင်တော့ဒီ Thanksgiving နေ့ဟာဒီစကားတွေထဲမှာအမြဲတမ်းပေါ်ပြခံရလိမ့်ရှိပါတယ်ဥပမာမိသားစုပြန်လည်ဆုံတွေ့ဖို့အတွက် Thanksgiving နေ့လိုမျိုးအချိန်မျိုးမှာ ရောက်ရောက်အောင်လာခဲ့တာမျိုးတွေဝေးကွာနေတဲ့မိသားစုတွေဟာ Thanksgiving လို့နေ့မျိုးမှာအတူပြန်လည်ဆုံတွေ့ဖို့အတွက်လာခဲ့တာမျိုးတွေဝေးကွာနေတဲ့မိတ်ဆွေအပေါင်းအသင်းတကယ်ချင်းတွေဟာ Thanksgiving လို့နေ့မျိုးမှာအတူတကွပြန်လည်ဆုံစင်းပြီးအစားအသောက်တွေနဲ့ Thanksgiving နေ့ကိုဆင်နွှဲကြတာတွေရှိကြပါတယ်။ဒါတွေကကျွန်တော်တို့နိုင်ငံညာကစားကားတွေကိုအယူမှုကြိုက်တတ်တဲ့ပြည်သက်တွေအတွက်တော့ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်ပါပါ။ဒီနေ့မှာတော့ကျွန်တော်ကစာပပရိသတ်ကြီးကို Thanksgiving နေ့ဖြစ်ပေါ်လာပုံအကြောင်းကို ြန်လည်မျှဝေပေးမှာဖြစ်ပါတယ်ဒီ Thanksgiving နေ့အကြောင်းကိုပြောရမယ်ဆိုလို့ရှိရင်တော့အင်္ဂလန်နိုင်ငံကနေပဲစတင်ရမှာဖြစ်ပါတယ်အင်္ဂလန်နိုင်ငံဟာတက်ကြဲ1600ခုနဲ့အစောပိုင်းကာလတွေမှာအင်္ဂလန်နိုင်ငံဟာသူ့နိုင်ငံသူနိုင်ငံသားတွေအတွက်နေကျင်စရာကောင်းလာတဲ့နိုင်ငံတနိုင်ငံမဟုတ်ခဲ့ပါဘူး။ဘာဖြစ်လို့လဲဆိုတော့အင်္ဂလန်ကိုအုပ်ချုပ်နေတဲ့ဘရင်ဟာသူတို့ပေါ် ခွန်တိုးကောက်တာတွေအလောက်ကိုင်းအခွင့်အလမ်းတွေမဖန်တီးပေးနိုင်တာတွေဒါအပြင်ချုပ်ချယ်မှုတွေကိုယုံကြည်ရပါတာကိုလွတ်လပ်စွာကိုးကွယ်ပိုင်ခွင့်မရှိတာတွေကိုဘရင်ကအတင်းကျပ်ဒါစီတာတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။အင်္ဂလန်နိုင်ငံရဲ့ဘရင်အနေနဲ့ဒီစီကန်တွေကိုမလိုက်နာနိုင်တဲ့ပြည်သူပြည်သားတွေကိုအပြစ်ပေးခြင်းဖမ်းဆီးထောင်ချခြင်းဒါမျိုးတွေကိုပြုလုပ်လာပါတယ်။အဲ့ဒီအတွက်ကြောင့်မို့အချို့သောနိုင်ငံသူနိုင်ငံသားတွေဟာစင်ရယ်တွင်ထဲမှာနေထိုင်နေကြရပြီးသူတို့ရဲ့မျှော်လင့်ချက်ဟာအင်္ဂလန်နိုင်ငံမှာကုန်ဆုံးလာခဲ့ပါတယ်။ ဒါကြောင့်မဲသူတို့ဟာသူတို့ရဲ့မျှော်လင့်ချက်အသစ်ဖြစ်ရာနေမီအစ်မရှင်တန်မို့အတွက်ဆုံးဖြတ်ကြပါတော့တယ်။ဒါပေမဲ့နေမီအစ်မခြေချဖို့ဆိုတာလဲလွယ်ကူတဲ့အလုပ်တော့မဟုတ်ပါဘူး။အခက်ခဲတွေအတားအဆီးတွေမျောင်မျောင်းစွာရှိမယ်ဆိုတာကိုသူတို့အနေနဲ့ရိပ်ဆားမိကြပါတယ်။ဒါပေမဲ့လည်းဒီလိုမျိုးအခက်အခဲအတားစီတွေကိုရင်ဆိုင်ဖို့အတွက်အင်္ဂလန်နိုင်ငံသူနိုင်ငံသားတွေဟာအဆင်သင့်ဖြစ်နေကြပါပြီ။ဒီဒုက္ခရောက်နေတဲ့အင်္ဂလန်ပြည်သူတွေတဲကမှာ ဖေဂရမ်လို့ခေါ်တဲ့အင်္ဂလန်လူမျိုးစုတစုဟာတကယ်ဒီခီးလန်းကိုစွန့်စားဖို့အတွက်ကို1620ခုနှစ်မှာစတင်လိုက်ပါတော့တယ်သူတို့ဟာ Mayflower ဆိုတဲ့သင်္ဘောကြီးနဲ့ Pilgrim လူမျိုးတရား၂ယောက်ပါဝင်တဲ့အုပ်စုတစု စတင်ပြီးမြောက်အမေရိကကိုခရီးနှင်လာကြပါတယ်အင်္ဂလန်နိုင်ငံကိုစွန့်ခွာပြီးခရီးစတင်လာခဲ့တဲ့အချိန်မှာတော့သူတို့ဟာသူတို့ဒုက္ခတွင်ထဲကနေပြီးတော့မှလွတ်ပြေးဆိုပြီး ပျော်ရွှင်ခဲ့ရပေမဲ့ရက်အနည်းငယ်ကြာလာတဲ့အခါမှာတော့ Atlantic တမုတ်တရားရေပြင်ရဲ့ကြမ်းတမ်းမှုအေးခဲလာတဲ့ရာသီဥတုရဲ့တိုက်ခိုက်မှုဒီတန်တွေကိုခံလာကြရပါတယ်။ဒါအပြင်သူတို့စီးနင်းလိုက်ပါလာတဲ့တမောကလည်းတင်းငယ်တဲ့အတွက်ကြောင့်ဒီလန်ခီမှာအသက်ရှင်နေနိုင်ပါမလားဆိုပြီးစိုးရိမ်စိတ်တွေဝင်လာခဲ့ကြပါတယ်။လန်ခီမှာတည်းမဲ့အချို့တော့ Pegram လူမျိုးတွေဟာစိုးရိမ်စိတ်တွေနဲ့ဖြားနာလာခဲ့ကြပါတယ်။ရက်ပေါင်း66ရက်ကြာအောင်တင်မောနဲ့ခီးနေလာခဲ့တဲ့ နောက်မှာတော့အင်္ဂလန်ကိုစွန့်ခွာလာခဲ့ကြတဲ့ဘေကွမ်လူမျိုးတွေဟာမြောက်အမေရိကမြေပေါ်ကိုခြာနှင်းနိုင်ခဲ့ကြပါတယ်။ဒါပေမဲ့သူတို့ရောက်လာတဲ့အချိန်ဟာနိုဝင်ဘာလဖြစ်တဲ့အတွက်ကြောင့်ယာတီဥထုကအရန်ကိုအေးခဲနေပါပြီ။ဒီအတွက်ကြောင့်မို့သူတို့ဟာစိုးဝါးလာတဲ့ယာတီဥထုတန်းကိုအလူးလဲခံကြရပါတယ်။သူတို့မှပါလာတာဆိုလို့အဝယ်စားနဲ့လက်နက်ကိရိယာအချို့ပဲပါလာခဲ့ပါတယ်။သူတို့ဟာဘလို့စိုက်ပျိုးထွန်ရဲရမယ်ဆိုတာမသိဘူး။ဘလို့အမဲလိုက်ရမယ်ဆိုတာမသိဘူး။ ဘလို့ငားဖမ်းရမယ်ဆိုတာကိုမသိဘူးဒီလိုမသိချင်းများစွာနဲ့မြောက်အမေရိကမြေပေါ်မှာအခြေချဖို့ဆိုတာတကယ်ကိုမလွယ်ကူတဲ့ကိစ္စဖြစ်ပါတယ်ဒါကြောင့်မဲသူတို့ဟာနေကင်းပိုင်းမှာအရန်ကိုအလုံးလုံးကြာရပါတယ်သူတို့ထင်ထားခဲ့တာကတော့အင်္ဂလန်ဟာသူတို့အတွက်ငရဲတွင်းတို့ပြောရပေမဲ့လည်းလက်ရှိသူတို့ရောက်ရှိနေတဲ့မြောက်အမေရိကဟာအင်္ဂလန်ထက်ပိုဆိုးနေတာကိုကြုံတွေ့ကြရပါတယ်။ဒါကြောင့်မဲအချို့သောပေဂရမ်လူမျိုးတွေဟာ အစာရေစာငှက်မှုန်ခေါင်းပါခြင်းနဲ့အသက်ဆုံးရှုံးကြရတဲ့ အဖြစ်မျိုးတွေကြုံတွေ့ကြရတယ်။ဒီလိုနဲ့ပဲလောကဒဏ်ကိုကြံ့ကြံ့ခံ နေလာကြရင်းနဲ့ကံကောင်းထောင်းမစွာနဲ့ပဲမြောက်အမေရိကမြေပေါ်မှာဟိုးအရင်ကတည်းကနေထိုင်နေကြတဲ့အမေရိကန်လူမျိုးတွေနဲ့ဆုံတွေ့ခွင့်ရခဲ့တယ်။ဒီအမေရိကန်လူမျိုးစုရဲ့အမည်ကိုတော့ One Panon လို့ခေါ်ပါတယ်။အမေရိကန်လူမျိုးစုဖြစ်တဲ့ One Panon လူမျိုးတွေဟာအင်္ဂလန်နိုင်ငံကိုစွန့်ခွာလာခဲ့ကြတဲ့ Pagram လူမျိုးတွေကိုလိုက်လဲစွာကြိုဆိုခဲ့ကြပါတယ်။ဘာကြောင့်လဲဆိုတော့ One Panon လူမျိုးတွေဟာ လူမျိုးစုနှစ်ခုကြားထဲမှာပဋိပက္ခအမုံနဲ့စစ်ပွဲတွေဖြစ်ပွားခြင်းကိုရှောင်ကြဉ်ခြင်းတော့ပဲဖြစ်ပါတယ်။ဒါပေမဲ့ဒီလူမျိုးစုနှစ်စုကြားမှာကြီးမားတဲ့အခက်အခဲကတော့ဘာသာစကားမတူညီခြင်းပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းဝမ်ပန်နောင် လူမျိုးစုတွေမှာအင်္ဂလိပ်စကားကိုအနည်းငယ်ပြောတတ်တဲ့လူတယောက်ရှိနေခဲ့ပါတယ်။အဲဒီလူရဲ့နာမည်ကိုတော့စကွန်တိုလို့ခေါ်ပါတယ်။စကွန်တိုဟာဝမ်ပန်နောင်လူမျိုးပဲဖြစ်ပါတယ်။ဒါပေမဲ့ သူဟာအင်္ဂလိပ်စကားအနှဲငယ်ပြောတတ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့စကွန်တိုဟာဟိုးအရင်တုန်းကဥရောပတိုက်ကို ခရီးသွားဘူးလို့ဖြစ်ပါတယ်။ဒါကြောင့်မဲ Pegram လူမျိုးတွေအတွက်စကွန်တိုဟာအရန်ကို အထောက်အကူဖြစ်သွားခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့စကွန်တိုဟာဝမ်ပန်နောင်လူမျိုးတွေတက်ကြွန်းခဲ့တဲ့အမဲလိုက်ခြင်း၊စိုက်ပျိုးခြင်းဒီအတတ်ပညာတွေအကုန်လုံးကို Pegram လူမျိုးတွေကိုတင်ပေးခဲ့ပါတယ်။စကွန်တိုရဲ့တင်ကြားပြသမှုကြောင့် Pegram လူမျိုးတွေဟာ အစားအသောက်ဘယ်လိုရှာဖွေရမလဲစိုက်ပျိုးခြင်းကိုဘယ်လိုပြုလုပ်ရမလဲငားတွေဘယ်လိုဖမ်းရမလဲဒီအချက်တွေကိုကောင်းမွန်စွာသင်ယူလေ့လာနိုင်ခဲ့ပါတယ်ဒီလိုနဲ့ပဲ program လူမျိုးနဲ့ဝန်ပန်းအောင်လူမျိုးတွေဟာအတူတကွပူးပေါင်းနေထိုင်ကြပါတယ်။ဘာဖြစ်လို့လဲဆိုတော့ program လူမျိုးတွေဟာသူတို့ဖန်တာသူတို့မြောက်အမေရိကန်မြေပေါ်မှာဘလို့မအသက်ရှင်မနေနိုင်ဘူးဆိုတာကိုသူတို့နားလည်သဘောပေါက်လို့ပါပဲ။အချိန်ကြာမြင့်လာတာနဲ့အများ ဝမ်ပန်နောင်လူမျိုးတွေနဲ့ပေကွမ်လူမျိုးတွေဟာတဦးနဲ့တူတစ်ဖက်နဲ့တစ်ဖက်ရင်ကျင်းမှုဒလိထုံသန်းတွေကိုဖလှယ်လာကြတယ်ပြီးတော့လေးလေးစားစားဆက်ဆံလာကြတယ်ဒါကြောင့်ပေကွမ်လူမျိုးတွေအတွက်ဝမ်ပန်နောင်လူမျိုးတွေဟာအရန်ကိုကျေးဇူးတင်ထိုက်เสียအောင်တဲ့လူမျိုးတွေဖြစ်ပါတယ်နောက်ပိုင်းမှာတော့ပေကွမ်လူမျိုးတွေဟာဝမ်ပန်နောင်လူမျိုးတွေတင်ကြားပြသပေးထားတဲ့အတတ်ပညာတွေနဲ့ကောက်ပဲသီးနှံတွေကိုလုံလောက်ယုံနေမှာကပိုရှောင်အောင်ပါ စိုက်ပျိုးနိုင်လာကြတယ်ဒီလိုအစားအစာရှံပယ်ဖြစ်လာတဲ့အတွက်ကြောင့်မို့ပေဂရန်လူမျိုးတွေဟာတက်ကြတဲ့1621ခုနှစ်မှာပထမအဦးဆုံး Thanksgiving နေ့ကိုကျင်းပဖို့ဆုံးဖြတ်လိုက်ပါတယ်သူတို့ဟာဒီ Thanksgiving နေ့ကို၃ရက်တိုင်တိုင်ကျင်းပပြီးသူတို့ရဲ့ပထမအဦးဆုံးသော Thanksgiving နေ့မှာဝမ်ပန်နောင်လူမျိုးတွေကိုလည်းဖိတ်ကြားခဲ့ပါတယ်နှစ်ဖက်လူမျိုးစုတွေဟာအကုန်လုံး Thanksgiving နေ့ကိုမတက်ရောက်နိုင်ခဲ့ကြပေမဲ့လူများစုကတော့ တက်ရောက်ပြီး celebrate လုပ်ခဲ့ကြပါတယ်သူတို့ဟာ Thanksgiving နေ့ကို၃ရက်တိုင်တိုင်ကျင်းပခဲ့ပြီးသူတို့မှာပိုရှန်နေတဲ့အစားအစာတွေကို တူတကွချက်ပြုတ်စားတောက်ခဲ့ပါတယ်ဒီလိုနဲ့ပဲသူတို့ရဲ့ Thanksgiving နေ့မှာသူတို့ဟာအတူတကွတချင်းဆိုရတယ်သူတို့ရဲ့အကြောင်းတွေကိုအပြန်အလှန်ပြောပြကြတယ်ဒါအပြင်ပျော်ရွှင်စရာဂိမ်းကစားနည်းတွေကိုကစားပြီး Thanksgiving နေ့ကိုကျင်းပခဲ့ကြတယ်ဒီလိုနဲ့ပဲ Thanksgiving နေ့ရဲ့ဒိတ်ပေဟာတဦးနဲ့တူအပြန်အလှန်ကူညီခြင်းတဦးနဲ့တူ ဂျေဇူးအပြန်အလှန်တည်တတ်ခြင်းတအူးနဲ့တူအပြန်အလှန်ဝင်မြခြင်းငြိမ်းချမ်းစွာပေါင်းသင်းနေထိုင်ခြင်းဒီအတိတ်ပဲတွေကိုပေါ်ဆောင်ပြီးသားဖြစ်သွားပါတယ်ပထမဦးဆုံး Thanksgiving နေ့မှာတော့တို့တို့ဟာကြက်ဆယ်သားတမင်သားပြောင်းမူရွှေဖီုံသည်ငါ ီလိုအစားအစာတွေနဲ့ကျင်းပခဲ့ကြပါတယ်။ဒီအစားအစာတွေအကုန်လုံးကလည်းသူတို့အမဲလိုက်ပြီးသူတို့စိုက်ပျိုးပြီးရခဲ့တဲ့အစားအစာတွေဖြစ်ပါတယ်။အရင်တုန်းက Thanksgiving နေ့ဟာအလုပ်ပရမဟုတ်ပါဘူး။ဒီလိုပဲနေပဲအသေးသေးမှသူတို့ဘာသာသူတို့အဆင်ပြေသူတို့ပဲကျင်းပကြတယ်။ဒါမိသားစုပွဲဖြစ်တယ်။တဦးနဲ့တူမိဆွေအပေါင်းအသင်းတွေရဲ့ပွဲဖြစ်တယ်။ဒါကြောင့်မို့လဲအဆင်ပြေသူတို့ပဲကျင်းပကြတာဖြစ်ပါတယ်။ဒါပေမဲ့အမေရိကန်သမ္မတအိဗရာဟန်လင်ကွန်သမ္မတမဖြစ်ခင် ာလအတွင်းထဲမှာစာရေးဆရာတယောက်ဖြစ်တယ်လို့အက်ဒီတာတယောက်လည်းဖြစ်တဲ့ဆာရာဂျိုစီဖာဆိုတဲ့အမျိုးသမီးတယောက်ဟာ Thanksgiving နေ့ကိုပိတ်ရက်အဖြစ်အတိမတ်ပြုတင်ကြောင်းကိုအမေရိကန်သမ္မတအတိမကပဲအခြားနိုင်ငံရေးသမားတွေစီကိုစာရေးပြီးပို့ခဲ့ပါတယ်။သူစာဟာတစောင်းနဲ့တော့အလုံးမဖြစ်ခဲ့ပါဘူး။ဒီအတွက်ကြောင့်သူဟာစာတွေအများအများပို့ခဲ့ပါတယ်။ဒီလိုနဲ့ပဲအမေရိကန်နိုင်ငံရဲ့ပြည်တွင်းစစ်အတွင်းထဲမှာအမေရိကန်သမ္မတအိဗရာဟန်လင်ကွန်ကစာရာရဲ့စာကို တိမှတ်ပြုခဲ့ပါတယ်။ဒါကြောင့်မို့ပဲအမေရိကန်သမ္မတအိဗရာဟန်လွန်ကွန်က1863ခုနှစ်မှာ Thanksgiving နေ့ကိုအလုပ်ပရက်အဖြစ်အတိမှတ်ပြုပေးခဲ့ပါတယ်။ဒါပေမဲ့အိဗရာဟန်လင်ကွန်ကပည့်ရက်ကိုအတိအကျသတ်မှတ်ပြီးတော့မဟုတ်ဘဲနဲ့နိုဝင်ဘာလရဲ့၄ဘက်မြောက်မှာရှိတဲ့ကြာသာပတေးနေ့ဟာ Thanksgiving နေ့ပဲဆိုပြီးသတ်မှတ်ပေးခဲ့ပါတယ်။ဒါကြောင့်ပဲ Thanksgiving နေ့ဟာအခြားနေ့တူနေ့မြတ်တွေလိုမျိုးရက်အတိအကျမရှိခဲ့ပါဘူး။အခုနောက်ပိုင်းမှာတော့ Thanksgiving နေ့ကို အမျိုးမျိုးပုံဖော်ပြီးကျင်းပလာခဲ့ကြပါတယ်။ဒါပေမဲ့အတိတ်ပဲကတော့ပြောင်းလဲမသွားပါဘူး။ Thanksgiving နေ့ရက်ဟိုးရင်ကလေးကနေရှိခဲ့တဲ့ Pagram လူမျိုးတွေသုံးရက်တာကျင်းပခဲ့တဲ့ Thanksgiving နေ့ရက်အတိတ်ပဲနဲ့အခုလက်ရှိချိန်အထိကျင်းပနေတဲ့ Thanksgiving နေ့ရက်အတိတ်ပဲဟာပြောင်းလဲသွားခြင်းမရှိပါဘူး။တဦးနဲ့တူအပြန်အလှန်ကူညီခြင်းကိုကျေးဇူးတုံ့ပြန်ခြင်း၊ကျေးဇူးတင်အတိမတ်ပြုခြင်း၊ငြိမ်းချမ်းစွာနေထိုင်ခြင်း၊တဦးနဲ့တူအပြန်အလှန်ချစ်ခင်စွာ ေါင်းသင်းနေထိုင်ခြင်းဆိုတဲ့အတိတ်ဘယ်ကိုပေါ်ဆောင်တဲ့နေတူနေမြတ်တရဖြစ်ပါတယ်အခုကျွန်တော်ပြောပြသွားတာကတော့ Thanksgiving နေ့ဖြစ်ပေါ်လာပုံအကြောင်းပဲဖြစ်ပါတယ်ဒီလိုမျိုးဘိုးသူရရစီအား content တွေကိုအမြဲတမ်းကြည့်ရှုနိုင်ဖို့အတွက်ကျွန်တော်တို့မြမစာပေ YouTube channel နဲ့ Facebook page ကို like and subscribe လုပ်ခဲ့ဖို့တောင်းဆိုလိုက်ပါတယ်